ဒီကျွန်တော်တို့ဒီ25ရက်နေ့မှာအာဖွင့်နေလို့အခုပြိတက်ကြပါလေ။ဂျာမန်နဲ့ပတ်သက်ပြောနော်။ဟုတ်ကဲ့။အာတော်စစ်ဝင်စားရှိ။အခုဒီ25ရက်နေ့ကျွန်တော်ရာမာကတူချင်းဆိုင်ရမယ်ဆိုတာခိုင်းနိုင်တယ်ဝေတိုင်းကြုံပေါ်တယောက်။ဒီဒီဆက်တော့နော်။အာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုရဲအနေနဲ့ဟာဒီဂျာမန်ရဲ့ပွဲအတွက်ဘယ်လိုပြင်ဆင်ထားတယ်။နောက်ပြီးတော့ဒီပွဲပေါ်မှာနည်းနည်းလေးကိုရဲအမြင်လေးပေါ့မျှဝေပေးပါဦး။ ရာမန်ကကျွန်တော်စပြီးတော့ဒီ၃လပိုင်းကနေစပြီးကျွန်တော်ကစားတဲ့ပွဲအားပွဲအားလုံးကအခုချိန်ထိဆိုသူ၅ပွဲတိတိသူကစားပြီးပြီနော်ကျွန်တော်၃လပိုင်း၁၈ရက်နေ့တပွဲ၄လပိုင်း၁ရက်နေ့တပွဲ၄လပိုင်း၁၂ရက်နေ့မှာတပွဲနော်ပြီးတော့ဒီ၅လပိုင်း၉ရက်နေ့မှာတပွဲသူကစားရတယ် ဟုတ်ကဲ့ဗျာ။အဲကစားရတဲ့ရလက်တွေတော့ကျွန်တော်တို့အားရတဲ့ပွဲလေးပါတယ်လို့နေလွက်ချက်ဖိရမဲ့ပွဲလေးလည်းပါတယ်။ဟုတ်ကဲ့။ဒါပေမဲ့ तू ကဒီထိုင်းကစားသမားတွေနဲ့ဆိုသူစူးစားအထုံးမှာနည်းနည်းပို့ပြီးတော့ပြင်ထန်တာကိုကျွန်တော်ကတွေ့တယ်။ဟုတ်ကဲ့။ဒီပွဲမှာကြတော့ကျွန်တော်တို့ဒီဒီဆက်ရဲ့ဒီကစားပုံတွေကိုလေ့လာကြည့်တော့ ဒီကစားလကောင်းတဲ့ကစားသမားတွေ level တခုရှိတယ်သူမှမြင်ရတယ်သူကစားအပေါက်တွေကဟုတ် level တခုရှိတယ်ဆိုတော့ဒါရာမန်ကိုသူ့ရဲ့ကစားပေါက်နဲ့ခိုက်နေတဲ့ဒီလေ့ကျင့်ပြင်ဆင်မှုတွေကိုတော့ဒါကျွန်တော်ခေဘွားကလပ်ကနီးပြချုပ်ဦးစိတ်လင်းအောင်ရဲ့နာဆရာဦးမြတ်မေရဲ့နှစ်ယောက်ပေါ့ပြင်ဆင်ပေးသလိုနောက်ခြားသောနီးပြချုပ်တွေရဲ့အကြံဉာဏ်ပေးတာတွေနဲ့သူအများကြီးပြင်ဆင်ပေးထားတယ်ခုလိုတဲ့ပြင်းပြင်းနဲ့မှသူ့ပြင်ဆင်နေတယ်ပေါ့သူကိုယ်တိုင်ညာတိုင်းရှိတဲ့လောက်သူကစားမှသူပြောထားပြီးတယ် ်ဘူးဗျာရန်ကုန်ပြိသက်တွေလည်းပြန်တိတွေ့ကျင်တယ်လေဟုတ်ပါဘူးเนาะတိတွေ့ကျင်တယ်ဒီပြိသက်တွေအားရတယ်သူပြန်လို့ကျင်တယ်လို့ကျင်တဲ့အတွက်သူကဒီအခုသူကစားခဲ့တဲ့ပွဲတိုင်းမှာလည်းသူစူးစမ်းအထုတ်မှာတော့တစ်ချက်မှသူမလျော့သွားဘူးဒီပွဲမှာလည်းသူကမိဘရန်ကုန်ကစားမှာပဲသူက ်နော်ဒေသိပစင်အားတဲ့အပိုင်းမှာလဲသူအရင်ကအရင်ခြံခဲ့တဲ့အတိတ်ကရလက်တွေနဲ့အခုအခုလက်ရှိမှာအခုသူ့ရဲ့ရလက်တွေလဲဆိုအများကြီးတန်းတန်းလေး꿰ပြရတာရှိတယ်ဟုတ်ကဲ့ရှိတယ်ဆိုတော့ तू ကဟိုတကယ်ဒီဇက်နဲ့ပွဲကို तू တော်တော်အားခဲရတယ် तू ပြိတ္တိစိတ်မပြတ်စေရတဲ့ပုံစံမျိုးပေါ့သူအရင်တော့ရာမန်ဆိုရင်ဒါပြိတ္တိအနေနဲ့ဒါသူ့ကိုလည်းသူကအလိုမကျတာတွေများတယ်လေသူသူ့ဆိုအလိုမကျတာများတယ်သူ့ဆိုဒီပြိတ္တိတွေပြောရရင်စိတ်ကျဉ်းနှမှုရလောက်တဲ့အတိုင်းဒါတွေသူကျိုးသားအတုံးမှုတွေအများဆုံးတော့မိကုံရောင်းကို ော်သူပြင်ဆင်နေတယ်အဲ့တော့ဒီပွဲကထိုင်းသာသမားကလည်းသူကောင်းကောင်းပေါ့ပြောရရင်မမတင်းတင်းယူဆိုင်လာမှာဆိုတော့ဒီပွဲကပွဲချမ်းတပွဲပွဲကောင်းတပွဲဖြစ်သွားမှာဟုတ်ကဲ့နော်ဒီပွဲကပွဲကောင်းတပွဲဖြစ်မယ်ဆိုတော့ကျွန်တော်ဘက်ကလည်းအာမခံတယ်ဟုတ်ကဲ့အဲ့တော့ဒီပွဲကတော့ထိုင်းသာသမားကလည်းသူက ဆွဲကျုံလို့နေကျုံလာပဲလေဒီဘက်မှာသူကကစားသူလည်းဥမာ level တစ်ခုရှိတာတဲ့ကစားသမားပဲဟုတ်တယ်လားအဲ့တော့ကျွန်တော်တို့ဘက်ကလည်းသူ့ကိုဒီဘက်ကနေမမထန်တန်နဲ့ပြန်ပြီးတော့ရင်ဆိုင်ပါပဲကျွန်တော်တို့ဒီ MNC ရနေပြီးတော့ဒီ35လေးလုတ်တဲ့ဒီပွဲပေါ့နော်ဟုတ်အဲဒီလိုပွဲမျိုးပေါ်မှာကိုယ့်ရဲ့အမြင်လေးပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံတန်တန်တလျားမှာရှိနေဒီ user တဲ့လူငယ်တွေမွေးထုတ်ဖို့အတွက်ဘယ်လိုမျိုးတွေအကြံပြုခြင်းလဲဆိုတာလေးအကြံပြုပါမယ်ဟုတ် ကျွန်တော်ဒီမြန်မာနိုင်ငံရှိနေသေးဒီနိုင်ငံသူနိုင်ငံသားတွေရှိနေသေးဒီမြန်မာရိုးကလည်းဝေရတည်ရှိနေမှာပဲလေဝိသက်တက်ကလည်းဘလောက်ပဲဟိုပါပေါ်နေမှာပဲခက်တိုင်းခက်တိုင်းခက်တိုင်းမှာပေါ်နေမှာပဲဒီပြရိုးချက်ရှိရှိဒီသွားမယ်ဆိုရင်တော့ဒါဒီကစားသမားတွေကပြောရရင်အမြင့်ကိုရောက်လာမှာပဲဟုတ်ကဲ့အဲဒီရိုးချက်ဆိုတဲ့နေရာမှာကစားသမားတွေရိုးချက်ရှိတယ်နီးပြတဲ့အုပ်ထိန်မှုရှိတယ်လေကစားသမားရိုးချက်ပါကိုမိဖြစ်ထုံးကျင်တဲ့ဆန္ဒ စီကံပိုင်းဆိုင်ရာဟုတ်ကဲ့เนาะဆရာကြီးရဲ့စကားနားထောင်မှုပေါ့လေ့ကျင့်မှုဆိုင်ရာတွေမှာမကိုမကပ်ပေါ့ဒါလုတ်သွားမယ်ဆိုရင်တော့ဒါသူလမ်းကြောင်းတွေအရအခုလောလောဆယ်ကဘာနဲ့ချိန်အများကြီးပွင့်တာပဲလေပြည်တွင်းမှာလည်းပွင့်သလိုဒီတို့လိုပတ်မိုးကျင်တဲ့ပုံကိုတွေလည်းရှိတယ်လေเนาะကဘာထိပ်လည်းဒါပြန့်ထန့်နေပြီပေါ့ဥစားဟုတ်တယ်လားအဲ့လိုရှိနေတဲ့အချိန်မှာဒါကစားသမားတွေရဲ့စူးစမ်းထုတ်ဖို့ကလည်းဒါကပြောရရင်အရေးကြီးတာပေါ့အရေးကြီးတာပေါ့အဲ့တော့ကျွန်တော်တို့ကတကယ်တမ်းပြထုံးမဲ့ကလေးလေးတွေကိုတို့မြင်ဖို့လိုတယ်ဗျာတို့ပြောရရင်ပြောပြောရရင်ပြထုံး ဲ့ကလေးတွေကိုပယ်ပြီးတော့တချို့နည်းနည်းကစားပြီးတော့ကလေးတွေကိုပဲပြိုထောက်နေတာပေါ့လေဖြစ်လို့မရဘူးလေဒါအဲ့ဒါကိုလည်းဒီဆရာသမားတွေကသိဖို့လိုလို့ရွေးထုတ်တတ်ဖို့လည်းလိုတာပေါ့ဒါအဲ့တော့ပြီးတော့ကစားသမားမွေးမြူတဲ့နေရာမှာလည်းကျွန်တော်ကစားသမားလည်းရေးပါတယ်လို့နီးပြလည်းရေးပါတယ်ပြီးတော့သူပတ်မှုမှု ရှိတယ်ဘာမှမပေးမဲ့ပေါ့ဒီပုံကိုယ်တွေလည်းဒါအရေးပါတယ်အားလုံးဝဲလန်းညီမလည်းဒါကသားသမားကောင်းတယောက်ကထွက်မှာ ਉਹ အဲ့တော့အဲ့ကလေးတွေကိုကျွန်တော်တို့ကတေးရကြက်တက်တက်တာမွေးတုံမွေးမြူပေးဖို့ပေါ့ဗျာအဲအားမျိုးလေးတွေကိုကျွန်တော်အကြံပြုကြံတာတကယ်တမ်းပြောတော့မြုပ်နှံကျင်တဲ့ကလေးလေးရှိတယ်ဗျာတချို့ကကြတော့ဆက်သွယ်နေထိုင်ရေးစားရေးတောက်ရေးခက်ခဲကြောက်ဟုတ်လားတနေရာကနေတနေရာကိုလာဖို့တို့တို့မှနည်းနည်းစဉ်းစားရတာပေါ့ ခုလိုဆရာတို့လိုတာပေါ့ပံပိုးပေးမဲ့လူတင်ကြပြတာပေးမဲ့လူဒီရှိတဲ့ဆိုရင်တော့ဒါဒီကလေးတွေအနေနဲ့ဒီမှာလာပြီးအခြေဆိုင်ဖို့တင်ယူဖို့ဟုတ်တယ်လားကျွန်တော်ပြောတာဒီတိုင်ပွဲတွေရှင်ပြရင်ဘုကျွန်တော်ကတော့တိုက်တွန်းနေတာပေါ့ဆရာယူချွေဝါဒွန်းဆိုတာစေစုံးနှစ်စုရဲ့ချန်ပီယံလေဒါကျွန်တော်ကမတန်လေးစားရတဲ့ဒါပုံကိုကြီးကြီးပူတာအဲ့ချက်မှတ်ပြီးတင်ပေးတာဟုတ်တယ်ဟုတ်လားဆရာကြီးနော် ကျွန်တော်အဲ့အကြောင်းကိုကျွန်တော်ကတော့ဒါဒီ MFC Lowe Club ကိုလာပါပေါ့တင်ပါပေါ့ဒါရှင်းရှင်းပြောလာပါတင်ပါပေါ့ဟိုပြိုင်ဆိုင်မှုတွေလုပ်ပါပေါ့ဗျာပြိုင်ပွဲတွေကိုကျွန်တော်ကဒီလိုမျိုးအကြံပြုချင်ပါတယ်ကျွန်တော်အားလုံးဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးပါ